မင်္ဂလာပါမျိုးတို့ရေကျမမဘုဒ္ဓမာဒီပါရှင်ဒီနေ့နောက်25ခုနှစ်မေလ24ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျမပြောမယ့်အကြောင်းအရာကတော့သွေးစွန်းသောဇင်းကြံစီမံကိန်းရက်တံပြီဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဒီအကြောင်းအရာကိုကျမပြောမယ်လို့စိတ်ကူထားတာသို့တော့လက်တော်ပထမဆုံးပြောရမယ့်အကြောင်းအရာတစ်ခုအရေးပေါ်ပေါ်လာတယ်အဲ့ဒါပါလဲဆိုတော့အခုမနေ့ပေါ့နော်ကျမခီးတစ်ခုသွားတယ်သွားတော့ကျမတို့အချီကဟိုတမန်တစ်ဆင့်ရှိရတယ်တမန်ပြီးလို့ရှိရင်ကားတစ်ဆင့်နှစ်ဆင့်ရှိရတယ်ပေါ့နော်အဲ့ဒီတမန်ခိတ်မှာ ်ဟောဂျာနယ်ကျော်ဦးချင်းမောင်တို့တယောက်ကိုကျမမျက်မှန်ထင်ရှားတွေ့လိုက်ရတယ်နော်ဒါကျမကဂျာနယ်ကျော်ဦးချင်းမောင်တို့ဂျာနယ်ကျော်မမလေးတို့တို့ဇနီးမောင်နဲ့ရဲ့ရေးသားတဲ့စာပေလေးတွေကျမကသဘောကျတယ်ကျမအမြဲတမ်းစာပေလေးတွေဖတ်တယ်ပေါ့နော်ကျမသဘောကျရတဲ့လေးစားရတဲ့စာရေးဆရာဇနီးမောင်နဲ့ပေါ့နော်ဟာဂျာနယ်ကျော်ဦးချင်းမောင်ကအခါတပါမှာတဲ့သူအလုပ်ကိစ္စနဲ့ဘိုင်းကစီးပြီးတော့အပြင်သွားတဲ့အခါမှာသူ့ရဲ့လွယ်အိတ်ကိုကပိုက်လိုက်တဲ့ယောက်ကဘရိတ်တာနဲ့ဖွဲပြီးကပိုက်လိုက်တယ်နောက်ကနေပြီးတော့သူ့လွယ်အိတ်ကိုကပိုက်နိုင်နေတာသူသိတယ် သူတိတိနေနဲ့ကပိုင်းနိုင်ပါဗျို့ကပိုင်းနိုင်လို့អော်လိုက်လို့ရှိရင်အဲ့ဒီကပိုင်းနိုင်ရှက်သွားမှာဆိုးလို့တနာလို့ဆိုပြီးတော့ကပိုင်းနိုင်တာကိုနှုတ်ပိတ်ပြီးငြိမ်နေလိုက်အဲ့ဒီအကြောင်းအရကိုသူ့မိမဖြစ်တယ်ဂျာနဲ့ကြောင့်မမလေးပေါ့နော်တင်းတင်းလေးတင်းတင်းကိုပြန်ပြောတော့သူ့မိမငကိုရဲဂျာနဲ့ကြောင့်မမလေးရဲ့စိတ်ဆက်တယ်လို့ဆိုတော့သူ့ယောက်ျားကဟိုမချစ်တင်ခဲ့ဖြစ်ပြီးပြောခဲ့တာပြောတာဆိုတာဆူတာပေါ့နော်အဲ့လိုအကြောင်းအရလေးဖြစ်ခဲ့တယ်ရှိခဲ့ဆိုတော့ဒီနေ့ကျွန်မမျက်မျက်ကိုတွေ့တွေ့ခဲ့တဲ့ဂျာနဲ့ကြောင့်ဥရှင်းမောင်ကြတော့ ကပိုင်းနိုင်ပါပြောကပိုင်းနိုင်လို့ online လို့ရှိရင်ကပိုင်းနိုင်ကရှက်သွားမှာမျိုးရှက်သွားမှာဆိုးလို့တနာလို့ရင်းနေတာမျိုးမဟုတ်ဘဲနဲ့ကပိုင်းနိုင်ပြောကပိုင်းနိုင်လို့ online လို့ရှိရင်ဒါနဲ့အထိုးခံရမှာကြောက်လို့ရင်းနေရတာဖြစ်တယ်နော်ကပိုင်းနိုင်ပြောကပိုင်းနိုင်လို့ကိုယ်ကပိုင်းနိုင်လာတိတိတိနဲ့ပြောလိုက်လို့ရှိရင်ဒါနဲ့အထိုးခံရမှာကြောက်လို့ငြိမ်ပြီးနှုတ်ပိတ်နေရတယ် ဆိုတော့ရန်ကုန်မြို့ပေါ်မှာအဲ့လိုကိစ္စတွေအများကြီးများလာပါတယ်။ငကိုတွေကမရှိဘူးလားမေးရင်ရှိတယ်။သို့တော့တော်မီလောင်တော်ကြောင်လက်ခမောင်းခက်ပိုးပြီးများလာပါတယ်။အခုလိုခိုးဆိုးလူနိုင်တွေကိုနိုင်ငံတော်အစိုးရအနေနဲ့အချိန်မီနှိမ်နှင်းပေးပါဖြည့်ရှင်းပေးပါအခြေခံလူဒန်းစားရည်နော်။အလုတ်သွားအလုတ်ပြန်အထူးသဖြင့်အမျိုးသမီးတွေဘဝလုံးဝမကြုံမလုံးမချုံနောက်ကျောမလုံးတဲ့ဘဝတွေရောက်နေပါတယ်။အမေရိကန်အလုံးလုံးမဲ့ဆိုရင်သက်ဆိုင်ရာသက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာပြုံမှုကျုံးလုံးနဲ့တို့တို့မှာနော်တကယ်အလုံးလုံးမဲ့ဆိုလို့ရှိရင်ဇရာရှိတယ်။ ပြစ်မှုမှတ်တမ်းတွေရှိပြီးသားဖြစ်ပါတယ်အချိန်မီနှိမ်နှင်းပေးပါဖြေရှင်းပေးပါအကြမ်းဖက်မှုတွေအကြမ်းဖက်မှုတွေအခုလိုမျိုးလူရမှုတွေနှိမ့်စင်နဲ့များတိုးသွားလာနေတဲ့ရန်ကုန်မြို့ကြီးမှာအခြေခံလူရန်စားတွေနဲ့နေ့စဉ်အလုပ်တွားအလုပ်ပြန်အမျိုးသမီးတွေပေါ်မှာမလုံမကြုံဖြစ်နေပါတယ်ဒီကိစ္စတွေကိုနိုင်ငံတော်လူကြီးမြင့်တွေဆိုရအာဏာပိုင်တွေနဲ့သိရှိပြီးတော့เนาะသက်ဆိုင်ရာနေမြေရဲစခန်းကရဲမှုတွေရဲစခန်းမှုတွေအမေရိကန်အလုပ်လုပ်ကြဖို့ကျွန်မမျှော်လင့်ပါတယ် ဟုတ်ပြီပထမဆုံးပြောမယ့်အကြောင်းအရကတော့သွေးစွန်းသောဇင်းကြံစီမံကိန်းဒီသွေးစွန်းသောဇင်းကြံစီမံကိန်းဆိုတာကမိန်းကန်ကနေပြီးတော့ရခိုင်မြောက်ပိုင်းကိုလူသားချင်းစာနာမှုကူညီတဲ့သူတို့ပေးမယ်။ဒါပေမဲ့ကျမတို့မြန်မာနိုင်ငံရဲ့အတရားဝင်ဆိုးရဖြစ်တဲ့အနာစာကအိမ်ဆောင်အဆိုးရကိုကြော်ပြီးတော့ဘင်္ဂလားဒေ့ရှ်ကနေတဆင့်ရခိုင်ကိုတိုက်ရပေးဖို့မယ်အစီအစဉ်နော်။အနာစာကအိမ်ဆောင်ဆိုးရရဲ့တရားဝင်ဖြစ်တယ်မှုကိုသူတို့ကထိန်ချမ်းပြီးအဆိုးရကိုဖေးဖယ်ပြီးတော့ဘင်္ဂလားဒေ့ရှ်ကနေရခိုင်ကိုတိုက်ရအတူလူသားချင်းစာနာမှုထောက်ထားအကူအညီတွေပေးရမယ်ဆိုတဲ့ ကိစ္စပေါ့နော်ဒီကိစ္စပေါ်မှာလက်ရှိမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့စစ်ဦးစီးချုပ်ကနေပြီးတော့တော့သူတို့အာဘင်္ဂလားလေးတက်မတော်အနေနဲ့ကသူတို့နိုင်ငံရဲ့အထုတ်ချာအာဏာကိုထိပါမယ်ကိစ္စမျိုးအတူလက်မခံဘူးပေါ့နော်အဲဒါကြောင့်မလို့ဒီလိုမျိုးသူတို့ဘင်္ဂလားဒေ့ရှ်ကိုဖျက်ပြီးတော့ရခိုင်ကိုဓာတ်ရ ဒီလိုမျိုးအခုညီတွေပေးဖို့ချင်းဟာတွေးစွန်းသောဇင်းကြံစီမံကိန်းဖြစ်လို့လက်မခံဘူးလို့တရားဝင်ပြောဆိုလိုက်ပြီလို့ကနဦးကြားသိရပါတယ်ဆိုတော့ဒီတရင်ကိုအတည်ပြုဖို့ဆိုရင်ကျမတို့နှစ်ရက်သုံးရက်လောက်ဆောင်ရပါလိမ့်မယ်နော်အာတစ်ဆက်ထဲမှာလည်းလက်ရှိမှာဆိုရင်ဘင်္ဂလားဒေ့ရဲ့ယာယီအစိုးရကောင်းဆောင်ယူနုတ်ကနေပြီးအစိုးရအဖွဲ့ကနေနှုတ်ဆက်မယ်ဆိုတော့တရင်တွေလည်းကြားနေတာဖြစ်တဲ့အတွက်မြမပြီးကနေပြီးတော့စင့်အမီခွေးမျိုးဘဝနော်စင့်အမီခွေးမျိုးဘဝရောက်နေတဲ့အေအေနဲ့အကြက်ဖက်သမားတွေအတွက် အေးအေးနဲ့အကျန်းဖက်သမားတွေအတွက်ထောင်စားဖျောက်ပြောက်ကိန်းကြုံပြီလို့ပြောရမှာဖြစ်ပါတယ် เนาะနောက်တစ်ခုကအိန္ဒိယနေသားဆောင်တဲ့အာဒန်ရိုင်ဖန်တက်ကနေပြီးတော့เนาะအိန္ဒိယမြန်မာနေဆက်မှာ PDF ဆက်ရောက်ကိုပြတ်တက်လိုက်တယ်မှုဒီမှုပေါ်မှာတချို့ကပြောကြတယ်ဒါဟာမြန်မာနိုင်ငံနိုင်ငံတော်အစိုးရအနေနဲ့ဒီကိစ္စကိုဆောင်ရွက်တင်ပါတယ်လို့စသည်ဖြင့်တချို့ဟိုဘက်က lobby ပြောတာကြတော့ဒီသူတို့တမူပါကဖိုင်ကအိန္ဒိယစစ်တပ်ကနေပြီးတော့နေဆက်ချန်စီယိုကနေလို့သူတို့ကနေဆက်ချန်စီယိုမကဘူးနိုင်ငံအတွက်သူတို့ကခံတာအသက်ခံတာပြေးအပ်ပြီးကာဝယ်လိုက်လို့အိန္ဒိယစစ်တပ်ကနေပြတ်တက်ပြီးခံရပါတယ်ဆိုပြီးတော့เนาะလေး ချက်ဘိုးကိုလိတ်ဖျက်အောင်ချက်ဘိုးကိုလိတ်ဖျက်အောင်လေးလိုင်းတန်သူသမားတွေပြောဆိုနေကြတယ်ဆိုတော့ကအိန္ဒိယနဲ့ပတ်သက်လို့အများအတန်းကျမတို့ရင်ထဲမှာထည့်ထားရမယ့်ကိစ္စနှစ်ခုရှိတယ်အိန္ဒိယနဲ့ပတ်သက်လို့ကျမတို့ရင်ထဲမှာထည့်ထားရမယ့်ချက်နှစ်ချက်ရှိတယ်ပထမတစ်ချက်ကဘာလဲဆိုတော့အိန္ဒိယရဲ့နိုင်ငံအကြီးအကဲကပြောခဲ့တယ်2024ကျမတို့လေတက်စီဝေးမှာပြောခဲ့တယ်ဘာပြောလဲအိန္ဒိယနိုင်ငံရဲ့အစိုးရဆက်ဆက်ဟာမြန်မာစစ်တပ်နဲ့ဆက်ဆံရေးကောင်းမှုမှုလိုလားပါတယ် ထပ်ပြောမယ်အိန္ဒိယရဲ့တရားဝင်ခေါင်းဆောင်ကတရားဝင်ကမ္ဘာမီဒီယာအသီးသီးကိုပြောကြားခဲ့တဲ့စကားရှိတယ်အိန္ဒိယရဲ့အစိုးရဆက်ဆက်လက်ရှိမိုဒီဆိုရတယ်မဟုတ်ဘူးနော်သူတို့ပါတီမာမူလက်ရှိအိန္ဒိယတမရပါဘောနော်သူတို့ပါတီမာမူသူတို့ပါတီမာမူရဲ့အစိုးရလက်ထက်တယ်မဟုတ်ပဲနေသူတို့အိန္ဒိယနိုင်ငံရဲ့အစိုးရဆက်ဆက်ဟာမြန်မာတပ်မတော်နဲ့မြန်မာစစ်တပ်နဲ့ဆက်သွယ်ရေးဆက်ဆံရေးကောင်းမှုကိုသူတို့အငြင်းတဲ့ဆန္ဒရှိပါတယ် အဲ့ဒီစကားတစ်ခုနောက်တဲ့စကားတစ်ခုကဘာလဲဆိုတော့ပြီးခဲ့တဲ့နှစ်လပိုင်းလောက်ကနှစ်လပိုင်းသုံးလပိုင်းလောက်ကအိန္ဒိယနိုင်ငံရဲ့မီဇိုရမ်ပြည်နယ်ကအိန္ဒိယမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြောခဲ့တဲ့စကားတစ်ခုရှိတယ်။နိုင်ငံသားသားတချို့ကရဲ့သူတို့အိန္ဒိယပြည်နယ်ကိုဖျက်ပြီးတော့နေဆက်ကနေတစ်ဆင့်မြန်မာပြည်ချင်းတောင်တန်းပေါ်မှာရှိတဲ့သဘုံလေးကိုလက်နက်ကင်တင်နေပို့ချပေးနေပါတယ်လို့ပြောခဲ့တဲ့စကားတစ်ခုရှိတယ်။ ဒါကျွန်တော်တို့အိန္ဒိယနဲ့ပတ်သက်ရင်အများနဲ့သိထားရမယ့်အချက်တစ်ချက်ဖြစ်တယ်။ဆိုတော့လက်ရှိမှာအိန္ဒိယမြန်မာနယ်စပ်ကတမူပါကပါဆိုတဲ့အရပ်တွေကိုအိန္ဒိယနယ်သားဆောင်တပ်ကပြစ်ခတ်မှုနဲ့ပတ်သက်လို့အဲ့ဒီမှာမြေပြင်တောင်ဝင်ရှိသူတမူပါကပါအဖွဲ့ရဲ့ခေါင်းဆောင်ဆိုတဲ့တောင်ပါပြောထားတယ်လေဒီအရာတွေတည်းဌာနကအင်တာဗျူးကိုကျွန်မဖွင့်ပြပါမယ်။သတင်းနဲ့မနေ့ပိုင်းမှာသူတို့ဟိုလာလေးတယ်ပြတ်ထားဟောပါတော့အဲ့အာဆာရာဆရာအဲ့ဒီသူတို့ရေပေါ်နေလာကြပါတော့နော်။လာကြပြီးတော့ မအဲကြားကားရဲပေါ်ရယ်တွေ့ဆုံပြီးတော့အမစားရပါပြောစားရပါပြောပြီးတော့အင်ဂျင်နီယာပေါ့ဒီလိုတော်လည်းညီချင်းနေမှာပါနေဆိုတော့ပြောတော့ပဲဒါပေမဲ့အဲစတုံးနေညနေပိုင်းမှာအဲ့မှာအိမ်မှာရောမတွေ့ရအောင်စခန်းမှာဟုတ်လို့စခန်းအိုက်တာရှိတယ်တားပြီးတော့စခန်းမှာမရှိတော့ဘူးတဲ့ပြောပါလားကြောက်နေပါဘောကြောက်နေတော့အနည်းငယ်ရရေမေးကြည့်ရမယ်အဲ့ဒီဘာအဲ့နဲ့တော့ အဲဒီအရင်ကြီးရလေအဲ့နေကအရင်ကြီးရခါကျတော့အဲနေဇက်ကတားမီးရခါကျတော့အဲနားလေးကဟိုပါဘောနော်ရူးစန်တာဆိုတေးရအောင်တွားပြီးတော့အဲ့ကအဲရမှုနဲ့အဲမှုကိုတွားမှတွေ့ရတွားတွေ့ရပေါ့နော်ဒီကအောင်ပါပေါ့ကျွန်တော်တောင်းချက်တွေပေါ့အဲတွားတွေ့တဲ့ခါကျတော့ဘာမှမလုပ်ရတယ်ကျင်တွားရင်ပြောခဲ့ရဘာမှမပြောရဘူးတွေ့တွေ့ချင်းပြည့်ရတယ်ငါတို့တနင်္လာနေ့ပြည့်တယ်အဲငါတို့က ငါတို့ကလည်းပြန်ပြစ်တဲ့ခါကျတော့အကုန်တေးကုန်တယ်။အလောင်းဆင်လောင်းရတယ်။အဲ့လိုပြောအဲ့လိုပြောခဲ့ရပါတော့။ကိုဘက်ကဘာမှတော့မပြောရဘူး။သူကအရင်အဲ့လိုစတာပြော။အဲ့ကိုဘက်ကလည်းမယုံတဲ့ခါကျတော့မယုံနိုင်ချင်နေပါဘောအဲ့နဲ့။အော်ဒီလိုပဲဖမ်းထားတယ်လည်းရှင်တော့ဗော။အာမဖြစ်နိုင်ဘူးဗော။အဲ့ဝဖြစ်တဲ့နတ်တယ်လည်းကြားပါမယ်။ကျွန်တော်တို့ဒီဟာရအဲ့ဒီနေရာလူနေနေလည်းနီးရဗျာ။ဒီကမာရဲ့နောက်မှာဆိုတော့နော်။ 23ရက်နေ့မနေ့မှာအဲ့ဒီအိန္ဒိယနဲ့တားဆောင်တဲ့အာတန်ရိုင်းဘန်တက်ကတမူပါခပါစကန်ကိုလာတွေ့ခဲ့တယ်။သူတို့ချင်းချင်းစကားတွေပြောပြီးတော့ပုံမှန်တိုင်းပဲသူတို့ပြောပြီးတော့ညနေခင်းမှာသူတို့တမူပါခပါ10ရောက်အသက်ခံပြီးပျောက်သွားတယ်။နော်။လေယူလေသိန်းကထမင်းခွန်းရဲ့မစားရတဲ့စကားပြောရင်းနဲ့အားပြက်ပြီးတော့လေဖြတ်သွားမှတောင်ဆိုရတယ်။ เนาะ online online ပေါ်ကနေပြီးလေးလိုက်တန်လူသက်သမားတွေကဒါလက်သေးလက်မောင်းတန်းပြီးတော့သူတို့ခံပြင်းနေတို့မဖြစ်တယ်လို့ညာဖြစ်တယ်လို့ပြောနေကြတာမြေပြင်မှာတကယ်ဖြစ်တဲ့ဟာတွေကဇကားကိုဝေ့လဲကြောင်ပတ်ပြောပြီးလူရင်းမရောက်ဖဲနဲ့ဝေ့လဲကြောင်ပတ်လိမ့်နေတယ်เนาะဝေ့လဲကြောင်ပတ်လိမ့်နေတယ်သူ့ရဲ့ဇကားမှာကသူတို့အဲ့ဒီသူတို့အသက်ခံရတဲ့ PDF တမှုပါကားဖားတွေနဲ့အဲ့ဒီအိန္ဒိယအာသန် rifle တက်ကလူတွေနဲ့73ရက်နေမနဲ့မှာသူတို့တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာသူတို့အမြဲတမ်းအချိတ်ဆက်ရှိနေတာ လိုင်းပေါ်မှာလော်ဘီရေပြောသလိုနေဆက်ချမ်းကြီးကိုကလို့ပြဿနာဖြစ်တာမဟုတ်ဘူးသူတို့ကြားထဲမှာလက်နက်မောင်းကိုမူးယစ်မောင်းကိုစေးဝါးရိတ်ခါမောင်းကိုအများတန်းရှိနေတယ်သူတို့အချင်းချင်းကအဆက်အသွယ်ရှိနေတယ်ဝေစုမတဲ့လို့ဝေစုမတဲ့လို့ဆက်ခွက်လူရင်းဖြစ်တယ်ပြဿနာလိုင်းပေါ်မှာပြောနေသလိုလော်ဘီတွေပြောနေသလိုနေဆက်ချမ်းကြီးကိုကလို့ချင်းများတယ်ပြဿနာမဟုတ်ဘူးဆိုတာအဲ့ဒီမှာတက်သေးပိုင်းထောက်တာရှိတယ်နောက်ဆုံးတစ်ခုကတော့အာဓမ္မဓမ္မကုဏရိုးထုံးစံမရှိတဲ့အကြောင်းကျမတို့လူမှုကောင်ရဲ့ပုံမှာ အရိယာမန္တန်တော်ရရိတ်တာကဥတုရိယဆိုတဲ့ပုဂ္ဂိုလ်ကနော်သူကိုယ်သူရဟန္တာပါသူရဟန္တာမဟုတ်ဟုတ်မဟုတ်ဆိုတာမဟာနာဆရာတော်တွေလားစစ်ပါလားစစ်လို့ရှိရင်အဲ့ဒီမဟာနာဆရာတော်တွေကိုတထိုင်ထဲနဲ့သောတာပန်တရားအရိယာပုဂ္ဂိုလ်ဖြစ်အောင်ဟောနိုင်ပါလေဆိုပြီးတော့အာရမဝါဒီဒီအာရမဝါဒတွေဟောပြောနေတဲ့ဥတုရိယကိုနော်ကျမတို့ဆရာဦးအောင်မြိုင်းမစိုးရင်စာတင်သားကလောင်နေမယ်မစိုးရင်စာတင်သားရခင်ရဟန်းဘွားဆိုလို့ရှိရင်ဥအိနာတိယဘိဝန္တဘိဝန္တဘွယ်ရတကယ်စာတက်ပြီးတဲ့ကျန်းကကျန်းကန စာပေတွေတက်မြောက်တယ်ပြီးဝန်သားဘွဲရဆရာဦးအောင်မြိုင်နဲ့ဦးအောင်စောတို့နှစ်ယောက်ကနေပြီးတော့ဒီဥတုရရဲ့ပြောဆိုမှုတွေကအာဓမလားဓမ္မလားအာဓမလားဆိုတာကိုကျမတို့မဟာနာဆရာတော်ကြီးရှင်ရှင်မှာကျမတို့အော်ကျမတို့လူတွေလို့ပြောမယ်ဆိုအမှုတိုင်တာပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မနေ့ကမဟာနာဆရာတော်ကြီးတွေကိုယ်တိုင်စီဝေးဆုံးဖြတ်တဲ့အခါမှာအရိယာမန်တိုင်းတောရရိတ်တာဥတုရရဲ့ပြောဆိုမှုတွေကအာဓမဝါဒဖြစ်တဲ့အတွက်ဥတုရရအပါဝင်သူ့ရဲ့တပည့်အတော်ကတပည့်တပည့်28ဦးကိုအာဓမဝါဒတွေစွန့်လို့ဖို့ မဟာနာဆရာတော်ကြီးတွေကဆုံးမဩဝါဒဓမ္မဆက်နဲ့ဆုံးမဩဝါဒပေးခဲ့တယ်သို့တော့ဥတုရိယပါဝင်28ဦးကဓမ္မဆက်ရဲ့အဆုံးအမကိုမခံယူဘဲနဲ့သူတို့ရဲ့အာဓမ္မဝါဒကိုမစွန့်လွတ်နိုင်ဘူးဆိုပြီးတော့လက်မှတ်မထိုးပါဘူးဒါကြောင့်မို့လို့ဓမ္မဆက်နဲ့ဆုံးမလို့အရေးယူလို့မရရင်အာနာဆက်နဲ့ဆုံးမရမယ်ရှင်နေဖြစ်ပါတယ်နော်ကျိုးတော့ကအာဓမ္မဆိုတာဓမ္မကိုနိုင်ယူထုံးစံမရှိဘူးလို့ကျွန်တော် လိုလိုရှင်းရှင်းပဲပြောရပါလိမ့်မယ်။နော်ဒီကိစ္စဆိုလို့ရှိရင်အာပြီးခဲ့တဲ့2024လေး17လပိုင်း17လပိုင်းနောက်ကဆိုကျွန်မလှေကူတရားရုံးမှာဒီဥဒ္ဓရာတို့ဒီအာရမဓမ္မအာရမကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်မတို့ဒီကိုနောင်တော်လေးကိုကျွန်မတို့မိသားရေးဆရာတော်လေးနဲ့တွားရောက်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မတို့ဆွေးနွေးကြတာတွေရှိတယ်။ရှိတော့ဆိုလို့ရှိရင်အဲ့တော့မှဆိုရင်အာ TPP မှာ လက်ကူတရားရုံးကိုလည်းဆန္ဒပြပြတဲ့မဘာသာဆရာတော်တွေနဲ့မဟုတ်သူတို့အဖွဲ့တွေနှိမ့်ထုတ်ခံလိုက်ရပါတယ်ဆိုပြီးတော့လေဖန်းတန်းစီပြီးတော့ပေါ့လေဖန်းတန်းစီပြီးတော့ဝါဒဖြန့်ခဲ့တဲ့အခိုက်အတန့်တွေရှိပါတယ်နော်ဆိုတော့ကမဟုတ်သူတို့အဖွဲ့ကနှိမ့်ထုတ်ခံရတာမဟုတ်ဘဲနဲ့အတ္တမဝါဒတွေကိုဟောပြောနေတဲ့ဥတုရိယတို့အဖွဲ့နှိမ့်ထုတ်ခံလိုက်ရပြီဖြစ်ပါတယ်